ာဆန်းတွင်ရတိုတွိခေါ်ရှင်ကြီးများဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါယံဆရာကြီးနဲ့သက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါတယ်ရှင်။ MCSE နိုင်ငံရေးသဘောတရားအမြင် MCSE ရဲ့နိုင်ငံရေးသဘောတရားတရားဥပဒေရေးစည်းဝါးရေးစတာတို့နဲ့ပတ်သက်တဲ့လောကအမြင်တွေကိုမဖော်ပြမီအိခေရလူနေမှုစနစ်အရ MCS ကနိုင်ငံအုပ်ချုပ်သူမင်းဆိုရနဲ့ဒွိခေါ်ရှင်တို့ရဲ့ဆက်ဆံရေးပေါ်တူထားတဲ့သဘောထားချုပ်ကိုဥစွာတည်ထားဖို့လိုပြီးသည် မက်စီယာရဲ့စိတ်မှာပညာရှင်တို့ကဒီအချိန်မှကိုအာနာနဲ့ဆင့်ခေါ်တဲ့အခါကျတော့ကစားရရတယ်ဆိုရင်ပညာရှင်တို့ရဲ့တိတ်ကကြလွန်းတယ်လို့အောက်မယုံကြည်ရဲ့ချီပြင်းတဲ့မာနေတာရှင်ကဖြစ်ပျက်ခဲ့တဲ့ဖြစ်ပျက်ကလေးတစ်ခုကိုချိမယ်ဆိုရင်သူ့ရဲ့သဘောထားပုံပြီးတည်တာတယ်ဒီနေ့မှာမက်စီယာကနန်းတော်သူ့သွားဖို့အသင့်ဖြစ်နေတဲ့အဲ့ဒီအချိန်မှာဘီးရန်နန်းတော်တွေကတမန်ရောက်လာတယ်ရင်ကမေဆီယပ်ကိုနန်းတော်သို့ဆင့်ခေါ်လိုတယ်။သူရရင်သူ့ရဲ့စိတ်ဓာတ်ကိုသိတဲ့အတွက်ကြောင့်မိမိသည်ဆရာမေဆီယပ်တန်လာမည်ပြုပြီးကမ ညစွာနေထိုင်မကောင်းသောကြောင့်မလာနိုင်ဒီကိုခွင့်လွှတ်ပါရန်နဲ့အကယ်၍ဆီယမင်းစီယက်ကသာနန်တော်သို့ကြွလာနိုင်မည်ဆိုတာကညစွာပဲနှစ်ထောင်အရချိလာမည်ဖြစ်ကြောင်းစာမှာပါရှိရဲ့ဒီစာကိုဖတ်ပြီးတဲ့အခါမင်းစီယက်ကနန်တော်ကိုမူလကသွားရန်လှုပ်ထားတဲ့အစီအစဉ်ကိုတော့မှဖျက်လိုက်တယ်ပြီးတော့မိမိလည်းနေထိုင်မကောင်းသောကြောင့်နန်တော်သို့မလာနိုင်ကြောင်းပြန်ကြလိုက်တယ်ဒီလိုပြန်ကြပြီးနောက်တနေ့မှာပဲတခြားတနေရာကိုခီးလက်လက်ထွက်သွားတော့တယ်ဒီခါမှာဘေးရဲ့နန်တော်ကလည်းမင်းစီယက်ထံ မင်းစီယက်ဆီရဲ့ယောဂကုသမှုတမတော်ဒူးကိုဆေလွတ်ပေးလိုက်တယ်လို့ဆိုတယ်။ဒီကြားကိုသိတဲ့မင်းစီယက်ဆီတပည့်သားချင်းတယောက်ကသူရှိရာအရက်ကို ရောက်လာပြီးအကြောင်းစုံပြောပြတယ်။မင်းစီယက်ကလည်းအင်ကိုပြန်မလာတဲ့တခြားတဏီယာကိုထွက်ပြေးတိမ်းချောင်သွားလိုက်ရင်လိုက်ပြောရတယ်လို့ဆိုတယ်။မင်းစီယက်ကလည်းလွတ်ရာအရက်ကိုထွက်သွားတိမ်းချောင်နေလေတယ်။မင်းစီယက်ကမီယိုဗလာဆက်ကန်နဲ့ဆိုရစနစ်မျိုးကိုဆန့်ကျင်ရမှာကွန်ပျူတာထက်တောင်မှပြင်ထန်ပါတယ်။ဒီသဘောထားကိုထုတ်ပေါ်လိုတဲ့အတွက်မင်းစီယက်က ဒဏ္ဍာရီထဲမှာရောင်ဘီရင်မင်းမြတ်အကြောင်းကိုခါခတ်သိမ်းထုတ်ဖော်ပြောဆိုလေးရှိတယ်။ရောင်ဘီရင်ကသူ့လွန်တဲ့အခါမှာဌိနရရကိုတားဖြစ်သူကိုဆက်ခံခွင့်မပြုတိုင်းမပြုဘဲနဲ့နန်းတော်ထဲမှာတော်စုံထက်မြက်ဆုံးဖြစ်တဲ့ရေသမားရှင်ဆိုသူကိုရွေးချယ်ပြီးဌိနန်းကိုတွဲအပ်ခဲ့မှုတယ်လို့ဆိုတယ်။တခါကလည်းချီဘီရင်အားမင်းစီယပ်က ဒါပြီးအုပ်ချုပ်မှုအာဏာကိုအုပ်ချုပ်တတ်သူတို့လက်သို့လွှဲအပ်ပေးတဲ့ကြောင်းထုတ်ပေါ်ပြောကြားခဲ့တယ်။ထို့ပြင်ရှင်မြင်လောက်သူကတကယ်တမ်းအုပ်ချုပ်မှုဖက်နိုင်ဆွမ်းဆွမ်းတမန်ဆောင်ရွက်တတ်သူတို့အုပ်ချုပ်နေစဉ်အုပ်ချုပ်ရေးကိစ္စများ၌ဝင်ရောက်ဆက်ဖက်နှောက်ယှက်ခြင်းကလည်းကြောက်သွေးတက်ကိုလွန်စွာကြမ်းကျင်သူအားကြောက်ကိုမိတို့သွေးရသည်ဟုဝင်ရောက်ဆက်ဖက်ပြောဆိုသူနှင့်သာတူကြောင်းပြောသေးတယ်။ BCS ကနမ်းမွေဝါဇိုးရအာဏာကိုသားစီမြေဆက်အစဉ်လာရဆက်ခံခြင်းမျိုးကိုမလိုလားတော့လည်းပဲမိမိကိုယ်တိုင်က ခွင့်တူးပြန်လူရန်စားကလာသူပြီးပြီး ပြည်ထရေးမြေရှင်စနစ်ကိုမူလှူလားထောက်ခံခဲ့သူဖြစ်တယ်။မြေရှင်ပြည်ထရေးစနစ်ကိုမင်းစီယပ်ဤဆရာဖြစ်သူကွန်ဖျူရှက်ကလည်းထောက်ခံအားပေးခဲ့တယ်။ဤသို့ပြည်ထရေးစနစ်ကိုလှူလားသူဖြစ်တော်လည်းပဲသူ့ရဲ့တကူတော်ဝါဒကြောင့်သူသည်မင်းမင်ဖြစ်စေအပြစ်ရှိရင်အပြစ်ရှိသည့်အတွက်အပြစ်ဒဏ်ခံထားကြောင်းဆွံ့ချက်တင်ခဲ့တယ်။လီယန်ဘရင်အားမင်းစီယပ်ကမေးဘူးတယ်။ရှင်မင်းကြီးလူတူဟာတင်းပေါက်နဲ့ဆိုင်နဲ့တက်တည်ခြင်းနဲ့ မုတ်စိရေသားဖြင့်အလိဖြတ်၍တတ်သေးခြင်းသည်မိတို့ခြားနာခြင်းရှိပါသည်ဟုမေးလေရာဘုရင်ကြီးကတစုံတရာခြားနာမှုမရှိပါဟုဖြေလေသည်ထိုကမင်းစီယပ်ကအလားတူပင်ဤသို့တတ်ပြန်ခြင်း၌မုတ်စိရေသားနှင့်အစိုးရ၏ပြုမူပုံသည်မခြားနာပေဇိုးရ၏ဉာဏ်ပြမှုကြောင့်တိုင်းသူပြည်သားတို့ကိုတတ်သိမိသည်ထိုကြောင့်ဘုရင်ဒီလည်းပဲလူသက်သမားမဖြစ်သည်ဟုရဲဝင့်စွာဆိုလေသည် ချီပြင်းနဲ့ဆုံမိတော့တနေ့တွင်လည်းမင်းစီယပ်စ်ကဤသို့အပြင်းထန်ဆိုလျာဘီယင်လည်းတီးမခံနိုင်တော့ပဲမိ။ဘီယင်ကရှမ်းမင်းစဲ့အနောက်ဆုံးမင်းတစ်ပါးဖြစ်သောဘီယင်ကိုသူ့တိုင်းသူပြည်သားတို့ကတတ်သည်ဟုကျွန်ုပ်ကြားမှုသည်ဤသို့ကံလင်ထိုပြည်သား၏ပြုမှုသည်မှန်ကန်သောအပြုမှုဖြစ်သည်ဟုဆိုမိလားဟုမိသည်။ထိုကမင်းစီယပ်စ်ကမတမ်းများရတော့ဒီတိုင်းမင်းကြားမှုသည်ဟုဖြေသည်။ထိုစကားကိုကောင်းပြီးဘီယင်ကမေးပြန်၏ကောင်းပြီသို့ဆိုလျှင် ပြည်သူပြည်သားတို့ကချုပ်ချာအနာပိုင်ကိုတတ်တင်တယ်လို့ဟုထက်စင်မိ၏။ဒီအစိမ့်တဲ့တွင်လည်းဤဒီစင်းတွင်မူမေဇီယက်အားကြောင့်ပေးမိအောင်ပြောနိုင်မည်ကိုမှတ်လိုက်မိသည်ကိုထိုမေးကိုမေဇီယက်ကအလွယ်တကူဖြေ၏။ရှင်မင်းကြီးပါရမီတက်ခံတရားမင်္ဂလာတရားတို့ကိုချိုးဖောက်တတ်သူသည်လူရီလူစတောင်းသူဖြစ်ပါသည်အလားတူ ထောက်မခြင်းတရားကိုမထီလေးစားပြုသူသည်လည်းချမ်းကြုံသောလူယုံမှမိပါသည်ဤလောကတွင်လူစားတုံးသူချမ်းကြုံသူလူယုံမှကိုလူမှုမဆိုတာအကောင်တကောင်ဟုသာဆိုရပါမည်ကျွန်တော်ကြားမှုသည်မှာချောင်ဆိုသည့်အကောင်တကောင်ကိုတက်ပစ်ဖူးလေသည်ဟု၍သာဖြစ်ပါသည်တို့ရရင်တိုင်းပြည်ချုပ်ချာအာဏာပိုင်ကိုတက်ပစ်သည်ဟု၍ကျွန်တော်မကြားဘူးပါဟုပြန်ပြေးလိုက်သည်ရှိကြသောတရုတ်တွေးခေါ်ရှင်များနဲ့တွင် MCSR တရားဥပဒေကြီးစိုးအောင်စာမျက်နှာဆုံးပုဂ္ဂိုလ်ဟုဆိုသော မမီမတင်မင်းစီယက်စ်ကိုလေ့လာကြည့်တော့ကသူသည်နောက်ပိုင်းကနေ၍တိုင်းပြည်တစ်ပြည်သည်မိတို့ဖြစ်ထိုက်သည်ကိုစီမံခန့်ခွဲကျိုးဆွဲကျင်သူဖြစ်တွေ့ရသည်မင်းစီယက်စ်နိုင်ငံရေးတွေးခေါ်များ၏ခြေကံယူဆကိုလွယ်ဆုံးဖော်ပြရလျင်ပါရမီသည်အောင်မြင်မှုကိုနှိမ့်ဆွမ်းသောအရာဖြစ်သည်ဟုဆိုရပေမည်ဒီအပြည်နယ်ပြည်သည်မင်းစီယက်စ်အားတွေ့စဉ်အခါကဤသို့ပြောဆိုလေ၏ကျွန်ုပ်၏နိုင်ငံတော်သည်ကျွန်ုပ်ဘောအုပ်ဆုံးမိကဆိုလျင် ကြီးကျယ်ခိုင်ခန့်လာ၏ကျွန်ုပ်အုပ်စိုးသည့်ချိန်မှစ၍တစတစကြုံလီလာသည် ။အိန္ဒိယနိုင်ငံတို့ကလည်းရန်စစ်ပြုကနိုင်ငံတော်၏နေမင်းများကိုအပိုင်းပိုင်းဖဲ့ထုတ်ယူကြကုန်လေပြီ။ကျွန်တော်ဤသားတော်သည်ဤစစ်ပွဲများအတွင်းမှာပင် ကြာဆုံးခဲ့ရပြီ။ယခုကျွန်ုပ်သည်ဤရန်ကျွင်းရန်စကိုခြေပလိုသည်။ကျွန်ုပ်ဘာလို့တင့်တယ်ယူအကြံပေးပါဟုဆိုလေသည်။တိုကာမင်းစီယက်ကအလွန်သေးငယ်သောနိုင်ငံလေးပင်ဖြစ်စေတရုတ်ပြည်ကြီးတစ်ခုလုံးကိုစုံမအုပ်ချုပ်နိုင်ကြောင်းပြ၍ဤသို့ပြောဆိုလေသည် အရှင်မင်းကြီးအရှင်မင်းကြီးသည်ပြည်သူပြည်သားတို့အားကျင်နာသောအစိုးရမျိုးကိုပြပါလော့ကြီးသောမှုကိုငယ်စေ၍ငယ်သောမှုကိုပလတ်ပါစေတော့ကြီးလေသောအခွန်တို့ကိုလည်းလျှော့နိုင်သမျှလျှော့၍ငယ်ပါစေလော့တကုအနာရှိသူတို့ကိုလည်းတနာငင်ညာခြင်းတရားယူသားခြင်းတရားမိဘမေတ္တာတရားသစ္စာတရားတို့ကိုများပါစေလော့တို့ဖြင့်အင်းတွင်မှလည်းကြီးသူကိုငယ်သူကယူသိလေးစားစေအင်းပြင်မှလည်းအုပ်ချုပ်သူကိုအုပ်ချုပ်ခံများကယူသိလေးစားစေရပါမည်ထို့ကား အရှင်မင်းကြီးနိုင်ငံတော်တွင်ရှိစစ်မှုထမ်းများသာပကလမ်းတပီလုံးသည်တဘာရန်ကိုလေးခွက်ကြီးကျန်အလံမလဲစိတ်ဖြင့်အမှန်ဆွဲတို့ဖြင့်ခဲ၍တိုက်ကြပါလိမ့်မည်ဟူ၍အကြံဉာဏ်ပေးလေသည်ဤသို့အကြံဉာဏ်ပေးရရင်မင်းစီရစီအတွင်းမြင်တို့သည်စိတ်ကူးရင်ဆန်လို့သည်ဟုဆိုရမည်သူမြည်တွင်စစ်တတ်တတ်ဤစိတ်တတ်ကြံ့ခိုင်မှုကိုခြင်းတရားကောင်းမှုသည်လက်နှင့်အရာထက်ပိုရေးကြည့်သည်ဟုဆိုရရနေပေသည်ဤသို့ဆိုလိုခြင်းမှာလည်းမင်းစီရစ်ဘက်ကကြည့်လင်မှန်သည်မင်းစီရစ်သည်စစ်မုံသူဖြစ် စင်မုံသူဟုဆိုရရင်လည်းမတရားသောစစ်ကိုဆိုလိုသည်တရားသောစစ်မျိုးကိုမူမင်းစီယက်ကဆန့်ကျင်ခြင်းမရှိပေ။တန်းပြည်အုပ်ချုပ်သောမင်းတို့သည်တန်းသူပြည်သားတို့၏ကြီးညိုမှုကိုမရလင်းစစ်ဖြစ်သောအချိန်တွင်ထိုတန်းသူပြည်သားတို့သည်မိမိဘက်မှတိုက်ပေးကြလိမ့်မည်ဟုမှတ်မှတ်ယူအကြောင်းကိုလည်းပြောကြားခဲ့သည်။တနည်းဆိုရရင်တန်းသူပြည်သားများပေါ်၌ကျင့်ကြံနာပြုမှုသောမင်းအစိုးရများသည်ရေးကြုံသောကတန်းသူပြည်သားတို့၏တင်စာရှိစွာ ထောက်ခံမှုကိုရကြခြင်းဖြစ်သည်ဟုဆိုလေသည်။ တရုတ်ပြည်သူတွေကြွေးကော်များမြင်မှုပညာသမိုင်းတခြားလုံးတွင်တိုင်းပြည်တစ်ပြည်စီးပွားရေးပိုင်းကိုမင်းစီးရစ်တဲ့ပို့၍ရေးပေးစဉ်းစားခဲ့သောပုံကူများကမရှိသလောက်ပင် ဖြစ်ပေသည်။တိုင်းပြည်ကိုအုပ်ချုပ်သောမင်းတစ်ပါးသည်တိုင်းသူပြည်သားတို့ကို ကောင်းစားစေခြင်းသည်ချမ်းသာကြွယ်ဝစေခြင်းသည်တာယာငိမ့်ချမ်းစေခြင်းသည်ဆိုယုံများဖြင့်မပြီးသေးချေ။ထို့ပုံကူသည်တိုင်းသူပြည်သားတို့၏စီးပွားရေးဘဝကိုကောင်းမွန်အောင်ပလုံလောက်ရမည်ဆိုသည့်လက်တွေ့နည်းလမ်းအစီအစဉ်များရှိရပေမည်။ တခါကမင်းတပါအကယ်၍အစိုးရကောင်တစ်ခုကိုလက်တွေ့ထူထောင်လို့နေမိမိတန်းပြီးလေယာဉ်မင်းများကိုပြန်လည်တိုင်းတာစစ်ဆေးသည့်စစ်တမ်းများလောက်ရမည်လေယာဉ်မင်းများကိုစနစ်တကျအကွက်ရ၍အညီများဖွဲ့ဝင်ရမည်အိမ်တော်တစ်ခုလည်းလက်ရှိကွက်ပေးရမည်တဖန်အိမ်တော်အဖွဲ့တစုလည်းရှေ့အိမ်တော်ပါဝင်ပြီးလက်များကိုပေါင်းစုလုပ်ကန်ရမည်စသဖြင့်လေယာဉ်မင်းစီမံကိန်းများကိုပင်မင်းစီရတက်တဲ့တွင်ချမှတ်ခဲ့ပူလေသည်မင်းစီရစီစီဝိုင်းသဘောတရားတို့မှခင့်မိသည်ဟုဆိုရပါမည် လယမင်းများတွင်အတိအနှံမျိုးမျိုးခွဲယူစာပြောနည်းတိတဲ့တိညာစာပြောနည်းများစာပြောရင်းနှင့်အတူမွေးမြူရေးကိုပါကြံဉာဏ်ကောင်းများပေးသားသည်ကိုတွေ့ရသည်ထို့ထက်ပို၍ထူးခြားမှတ်သားပွဲကောင်းသောအချက်မှာတည်တော်ထိန်းသိမ်းရင်းနှင့်ငောင်းဝဲမြူရေးစီမံကိန်းများဖြစ်သည် လင်းစီယက်စီစီးပွားရေးသဘောတရားများသည့်သဘောတရားသက်သက်မဟုတ်လက်တွေ့သဘောနှင့်မပေါင်းစပ်နေသည်ကိုတွေ့ရပြီးအလားတူတွင်သူ၏စီးပွားရေးသဘောတရားများသည်သူ၏ကိုခြင်းတရားပညာမြင်နှင့်လက်တစ်ဆက်တစ်ဆက်တည်းဖြစ်နေသည်ကိုတွေ့ရသည်သူကငဲ့နေသူများကိုကိုခြင်းတရားကောင်းမွန်ရမည်ဟုမျှော်လင့်တော်ကြီးမျိုးသည့်ချီးမြှင့်ဖြစ်ကြောင်းဥမမတောင်တည်း၍တီလာမဆောင်နိုင်ကြောင်းကိုထုတ်ပေါ်ခဲ့သည်လူတော်ကတခုလုံးကိုစီးပွားရေးဥပဒေသားများက ချုပ်ကန့်ချက်လည်းနေသည်ဟူကြီးမယူဆတော့လေလူတို့ကိုကိုချင်းတရားကောင်းမွန်စီလိုနေစီးပွားရေးဖူလုံအောင်လှောက်ဆောင်ပေးနိုင်ရမည်ပြည်သူတို့၏စီးပွားရေးဖူလုံမှုအတွက်ပညာပေးရန်လည်းလိုသည်လိလာရသည်များတိဝရာစွင်ထောက်ထားများယမင်းစီယက်စ်လက်ထက်ကစာရေးတရုတ်ပြည်တွင်ပြည်သူ့ကြောင်းစနစ်ပေါ်ပေါက်ခဲ့လေသည် မင်းစီယာစီနိုင်ငံရေးသမောတရားများတွင်ကွန်ပျူရှာကဲ့သို့ပင်ကောင်းမြတ်သောအစုရကိုတန်တာခြင်းများပါသည်။တာစီမြေဆန်စက္ကန်သောစနစ်ကိုပယ်လန်ထားသည့်ပြင်ရဲရင်တော်တော်လိုင်းသမောတရားများလည်းပါဝင်နေသည်ကိုတွေ့ရသည်။နိုင်ငံရေးတွင်စီးပွားရေးသည်ပင်မဖြစ်ကြောင်းကိုဥမ္မပဒမဲ့ဒီလားမဆောင်နိုင်ဆိုသောစကားဖြင့်ဖော်ပြခဲ့သည်။လူမှုရေးတရားရင်ကြော်ရုပ်သည်စီးပွားရေးစနစ်ဖြစ်သည်ကိုမင်းစီယာစ်ကကောင်းကောင်းနားလည်သဘောပေါက်ခဲ့သည်မှာထင်ရှားသည်။သူသည်ပြည်သူ့ဘက်တော်သာတူဖြစ်သည်ဆိုတာမှမပါဘဲသူသည်တာစီမြေဆန် မြမွေဆက်ကန်သောဝါရကိုဆန့်ကျင်ခဲယုံသားမကအကယ်၍ဘရင်တစ်ပါးသည်တိုင်းသူပြည်သားတို့၏ဘဝတာယာအောင်ကြီးပွားအောင်ဆောင်ရွက်ပေးနိုင်ခြင်းမရှိလင်ထိုမင်းထိုဆိုးရမျိုးကိုတော်လန်ဖယ်ရှားပြရမည်ဟုလည်းစောစောမြဲမြဲယုံကြည်သူဖြစ်လေသည့်အမှန်မှာမင်းစီရစီတဘောတရားအရတမ်းပြည်ကိုအုပ်ချုပ်သောမင်းသည်အမွေဆက်ကန်သူဖြစ်ဖြစ်တပါးသူဖြစ်ဖြစ်ပြည်သူလူထုကလိုလားနှိမ့်ချိုက်သူဖြစ်ရမည်ပြည်သူအကျိုးကိုတကယ်တမ်းတည်ဖို့ဆောင်ရွက်နိုင်သူဖြစ်ရမည်ဤပြင်းနှင့်ပတ်သက်၍ဌာနကြီးထဲမှရောင်းပြင်းသည့် ်လက်သမားရှုံးကုန်နိုင်ငံကတီထုံးစံကိုသူဒီအခါခွင့်တင်တယ်လို့ပြောဆိုရသည့်အပြင်ယူပြင်းလက်ထက်တွင်လည်းယူပြင်းဒီသူ့ရမကြီးတူဟာနမ်ဝင်ဆက်ခံစီလို့တော့လဲလူတူကသူ့ဤသားတော်ကိုသာလူနာတော့ကြောင့်ယူပြင်းကွယ်လွန်တော့ကသားတော်ဒီပင်လူတူသဘောကြအနမ်းတက်ခရာကြောင့်သူကထောက်ခံပြောဆိုဒီလည်းရှိပေသည်အိနီယာရိုက်မင်းစီယပ်ဒီကွန်ပျူတာကဲ့သို့ပင်ရှေးတွင်းကိုလည်းမပန်းနေဆိုသောသဘောတရားကိုလက်ခံထားသူဖြစ်ကြောင်းအထင်ရှားတွေ့ရသည်မင်းစီယပ်ဒီတရုတ်ပြည်တွင်ပေါ်ပေါက်ခဲ့မှုသော ေခေါ်ပညာရှင်များနဲ့မိုးစုနေလဲခြားနာသည့်မိုးစုသည် အမမန်အကောင်းဆုံးကိုရင်းလောက်ကရလာသည့်အမျက်ဆုံးအကျိုးစီးပွားနှင့်တိုင်းတရာမိဟုယုံကြည်သူဖြစ်သည့်သို့သောမင်းစီယက်သည်အကျိုးမျော်ဝါဒကိုမနစ်ချိုက်ပေ။ပြီးပြီးရင်လီယန်ပြည်နယ်ပြည်နှင့်မင်းစီယက်တွေ့ကြစဉ်အခါကလည်းဝီပြင်းကပေးစားရပါသောစရာဤမြဝေးကွာလန်းသောရက်က နန်းတော်သူအရကြွလန်းခဲ့ရရင်ဆရာရင်ကျွန်တို့ဤနိုင်ငံတော်အတွက်အကျိုးစီးပွားဖြစ်စေမည်ဂျန်ကောင်းညံကောင်းများပါလာခဲ့သည်ဟုကျွန်တော်များစွာမျှော်လင့်ယုံကြည်ပါသည်ဟုတ်ပါသားဆရာဟုမေးလင်မင်းစီယက်စကချက်ချင်းဖြင့်စကားတုံ့၍ဤသို့ဆိုလေသည်ရှင်မင်းကြီးအဘဲကြောင့် အကျိုးစီးပွားမြတ်စွာဘုရားထောက်ရင်ဆိုရပါသည်။ကျွန်တော်တို့ရှင်မင်းကြီးကိုပေးရမှာအကျဉ်းသားတရားဖြောင့်မခြင်းတရားကလွှဲ၍ချာမပါပါ။အကယ်၍ရှင်မင်းကြီးကကျွန်တော်နိုင်ငံအတွက်အကျိုးမြတ်ဖြစ်စေမည်ရာပါလဲဟုမေးလျှင်ရှင်မင်းကြီးမူကြီးမကြီးများကကျွန်တော်တို့အိမ်တော်စုအတွက်အကျိုးမြတ်ဖြစ်သည့်ရာကပါလဲဟုမေးကြတော်မူထိုကတမန်တော်သူပြည်သားတို့ကလည်းမိမိတို့ကိုယ်ကျိုးစီးပွားဖြစ်မည်ရာပါလဲဟုစင်ကဲစင်ကဲမေးကြတော်မူ ထို့သို့သောကျုံးမြတ်ကိုမြောက်ကိုသည့်စိတ်ဓာတ်များတရားတပြည်တော်ပြန့်သားလျှင်ရှင်မင်းကြီးအသက်ရန်အန်ဒီယကိုပင်စိုးရင်ရသောအခြေအနေဆက်ရောက်လာမည်မလွဲပေဟုမင်းစီယက်ကပြန်ပြေသည်ဤလောကမှာကျင်နာသောသူသည်မိဘကိုပြစ်ပယ်ရထုံးစံမရှိတယ်လို့ဖြောက်မှတ်သောသူသည်လည်းမိမိဆိုးရသူတို့အကျိုးကိုပြစ်ပယ်သည်မရှိပါထို့ကြောင့် အရှင်မင်းကြီးသည်ကျိုးမြတ်ဆိုသည့်စကားကိုမဆိုပါနှင့်ကျင်နာချင်းတရားနှင့်ဖြောင့်မခြင်းတရားပွားများဖို့ကိုသာအခါမလတ်ပြောပါတော်ဟုလည်းတိုက်တွန်းခဲ့သည်။တစ်ဖက်ကကြည့်ရင်မင်းစီရစီအတွင်းမြင်တို့သည်ကျိုးမြော်ဝါရမဟုတ်ဟုဆိုစီကမူသူ၏ယူဆအရကျင်နာချင်းတရားပွားရမည်ဖြောင့်မခြင်းတရားပွားရမည်ဆိုသည်မှာဤတရားတို့သည်ဘုရားကျိုင်နှတ်ကျိုင်ဖြစ်၍လည်းမဟုတ်ဝါ။လောကဝိဇ္ဇာဟုဆိုရသောအလုံးမဖြစ်သောတရားများဖြစ်သောကြောင့်လည်းမဟုတ်ပေ။ဤတရားတို့တို့ပွားများပြားလာရင်ပြည်တွင်းစင်းနှင့်မင်းမဲ့ဝါရတရားမဲ့ဥတွေဝါရများကိုကာကွယ်နိုင်သောကြောင့်ဖြစ်ပေသည်။ မင်းစီရစီနိုင်ငံရေးမြင်ပါသောအောက်ပါစကားတို့ကိုလေ့လာဆင်ခြင်ကြကြပါအောင်စို့လူတိုင်းလူတိုင်းမှာတစ်ဖက်သားဤဒုက္ခကိုမရှုစိတ်နိုင်သောအသင်နှလုံးကိုစီရှိကြပါသည်ရှိကမဟာသမရမင်းကမင်းမြတ်များမှလည်းကျင်လာသောအသင်နှလုံးများကိုစီရှိခဲ့ကြပါသည်ထို့ကြောင့်ထိုခေတ်ထိုခါကအစိုးရမင်းများသည်ပြည်သူလူထုပေါ်လွန်စွာကျင်နာသနာစာနာထောက်ထားခဲ့ကြပါသည်ထို့ကြောင့်လည်းကမ္ဘာကြီးတစ်ခုလုံးအေးချမ်းသာရပြီးဘာမစိုးမရှိမရှာရှိခဲ့ခြင်းဖြစ်သည် ပြည်သူများသည်တိုင်းနိုင်ငံတွင်အထူးအကြဆုံးဖြစ်ခဲ့ဤဒုတိယရေးကြီးဆုံးမှာစီးပွားရေးဖြစ်ပြီးမင်းဆိုရမှာနောက်ဆုံးရေးကြီးသည်ဟုဆိုအပ်သည်ပြည်သူတို့သည်မင်းနှင့်ရေမရှိလျက်အသက်မရှင်နိုင်ပါတို့တစေအကျဉ်သူသည်မင်းနှင့်ရေကိုလိုရှိ၍မင်းတို့အိမ်ပါဝါတွင်ရပ်ပြီးတောင်းခံသည်ဖြစ်စေလူတိုင်းအရန်တင်ထုတ်ပေးကြမိတာဖြစ်သည်မပေးမရှိပါအကြမ်းမူကမင်းနေရီကအလျံပဲများပြားသောကြောင့်ဖြစ်သည့်ထိုနည်းတူစွာစားစရာဝတ်စရာနေစရာဟုဆိုရသောလူတို့၏သုံးဆောင်များအလျံပဲများပြားလာသောအခါ၌ မင်းနေရီကိုလိုသလောက်ပေးကမ်းနိုင်တဲ့ကဲ့သို့ပင်ပေးကမ်းနိုင်ကြပေသည်အကဲ့ရွေးဥဒုအဟာရတင့်မြန်လင်ပြည်သူတို့စားတုံးနိုင်သည့်ထက်ဆိုင်ရီစဘာပေါ်များလာလိမ့်မည်ပိုက်ကွန်မြုံသမားတို့အားရေကန်အင်းအိုင်နိုင်မကျက်စားစီပါကဒါငါလိမ့်အလျံပဲပေါ်များလာမည်အခါတင့်တော့အခါ၌တိကုတ်သမားတို့တော်သူသွားနိုင်ကြလင်တေဝါတို့လူသည့်ထက်ပူရီပေါ်များကြမည်ပြည်သူတို့ဖို့စားနိုင်သည့်ထက် သမဆန်တာငါပူရှံတော့ခန္ဓာဖြစ်စီအသုံးပြုလိုသည့်ထက်တစ်တူဝါတို့ပေါ်မြပူရှံသည့်ခန္ဓာဖြစ်စီပြည်သူတို့သည်ကြောင်းကြမဲ့စွာဖြင့်ရှင်သူကိုကျွေးမွေး၍တေသူကိုလည်းလျောက်ပတ်စွာပြုံနေနိုင်ကြလိမ့်မည်ပြည်သူတို့ထိုသို့နေနိုင်ရန်လှုပ်ပေးရမည်အတိကတောင်းဝင်သည့်ကောင်းမြတ်သောအစိုးရတို့၏တောင်းဝင်သာဖြစ်သည်တက်ကပေါ်ပြခဲ့သောစကားတို့ကိုသုံးသပ်ကြည့်မည်ဆိုကမင်းစီယက်သည်ပြည်သူတို့အားစားစီရင်ခြင်းဝတ်စီရင်ခြင်းအနေစီရင်ခြင်းဒုက္ခပေါင်းမှကင်းဝေးသောအလျံပဲကြွယ်ဝသောဇီဝိုင်းပွားကိုရရှိလိုသောစေတနာရှိသည်ထို့သော ရင်းဒုက္ခတို့မှကင်းဝေးမှုကိုဖန်တီးရသည်မှာပြည်သူတို့တွင်တာဝန်မရှိဇိုးရတွင်သာတာဝန်ရှိသည်ဟုဆိုခဲ့ခြင်းမှာကတရားလွန်ရာကြသည်ဟုဆိုရပေမည်။မေဆီယားစီနိုင်ငံရေးစီးပွားရေးလူမှုရေးပညာရေးတွေးပေါ်မျိုးမြည်သဘောတရားအားလုံးကိုဂျုံုံသုံးသပ်ကြည့်ပါကကွန်မြူရှင်နှင့်များစွာခြားနာခြင်းမရှိသူစရာဤဆက်ခံဝါဒများသာဖြစ်ကြောင်းတွေ့ရသည်။ဤတွေးခေါ်ရှင်ကြီးနှုတ်စလုံးသည်ကောင်းမြတ်သောဇိုးရကိုလိုရှိသောဇန္နာပြင်းပြသူများဖြစ်တာတွေ့ရ၏။တို့ရရင်ဆရာတပည့်ခြားနာသောအချက်တစ်ချက်ကိုဂျုံုံသုံးသပ်ကြည့်သောအခါ ဝင်းမြရှိုင်တွင်းမြင်များတွင်တိုင်းပြည်ကိုအုပ်ချုပ်သောမင်းသည်ချုပ်ချာအာဏာပိုင်ဆုံးဖြစ်ရမည်ဟုဆိုတော့လဲမင်းစီယပ်စ်လက်ထက်တွင်တိုင်းပြည်ချုပ်ချာအာဏာကိုပိုင်သူမှပြည်သူများသာဖြစ်သည်ဟုယူဆလာသည်ကိုတွေ့ရသည်ထို့ကြောင့်လဲဆိုရမင်းတို့သည်တိုင်းပြည်ကျိုးမတည်ဖို့နိုင်မှာကရင်းရဲ့ဆိုရမင်းမျိုးကိုဖျောက်ချပြရမည်ဟုအတိအလင်းကြေညာခဲ့သည် ဤသို့ကြီးညာခြင်းမှာပြည်သူတို့၏အာဏာပိုင်ဆိုင်မှုကိုအတိမတ်ပြုခဲ့ခြင်းဖြစ်ပေသည်။မင်းစီယပ်စ်၏ကွန်ပျူတာနှုတ်စလုံးမင်းဆိုရသည်ပြည်သူလူထုတို့၏ရုပ်ပိုင်းစိတ်ပိုင်းနေရာစလုံးတိုးတက်ဖွံ့ဖြိုးမှုကိုဆောင်ရွက်ရမည်ဆိုသောချက်ပေါ်တွင်တွင်ညီသောသဘောထားရှိခဲ့ကြလေသည်။မင်းစီယပ်စ်၏အတွင်းမြင်များနှင့်လူသဘာဝစစ်တမ်းကထူးခြားသောသူ၏ပင်ကိုအမြင် ဖြစ်သည်ဟုဆိုရပေမည်။နောက်တစ်ပိုင်းမှာတော့အလောင်းစုရဲ့အကြောင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မတို့တာပါ။